People's Free ရဲ့ညနေခင်းသတင်းစီစဉ်ပါ April 10ရက်နေ့မှာတင်ဆက်ပေးမယ့်သတင်းတွေကတော့လာရှုမြို့မှာ အများပြည်သူရှိအမှုစီရင်ပြီးကုမြတ်မှု MNDAA ပြုလုပ်တဲ့သတင်းငလင်ဘေးကူညီရေးအတွက်ကုလနဲ့ပေါင်းဆက်ဆောင်ရွက်ဖို့ဆွေးနွေးခဲ့တယ်လို့စစ်ကောင်စီပြောတဲ့အကြောင်းမင်းတပ်နဲ့တီးတယ်မြို့ဘုံကျဲကံရပြီးခလေးငယ်တွေအပါအဝင် အရက်သားတရာစင်တိတ်ဆုံးတဲ့ဖြစ်စဉ်သခိုင်းငလင်ကြီးကြောင့်ပျော်ပွေမြို့နယ်မှာပြည်သူ240ကျော်တိတ်ဆုံးခဲ့တဲ့အခြေအနေဒါရီကိုပြောပြသွားမှာပါ ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့ကိုတပ်ယူထိန်းချုပ်ထားတဲ့ကိုကန့်တက် MNDAA ကလူအများရှိမှအမှုစီရင်ပြီးတေတံပေးကုမြတ်မှုကိုဒီနေ့ April 10ရက်မနက်ပိုင်းကပြုလုပ်ခဲ့ပါတယ်။တရုတ်ရဲ့ဖိအားပေးမှုကြောင့်လာရှုံမြို့ကနေပြန်လည်ဆုတ်ခွာပေးရမယ်လို့သတင်းတွေထွက်လာချိန်မှာပဲ MNDAA ကအများပြည်သူရှိအမှုစီရင်ပြီးတေတံပေးတာပြုလုပ်ခဲ့ပါတယ်။ MNDAA ကထုတ်ပြန်လာတဲ့ဓာတ်ပုံအရအမျိုးသား၈ဦးကို အမှုစီရင်တာတွေ့ရပါတယ်။အမှုစီရင်ခံရသူတွေရဲ့ တဦးချင်းဓာတ်ပုံတွေထုတ်ပြန်ရမှာတော့အမျိုးသားခုနှစ်ဦးရဲ့ဓာတ်ပုံကိုပဲတွေ့ရပါတယ်။ MNDAA ကတရုတ်ဘာသာနဲ့သတင်းထုတ်ပြန်ရမှာအမှုစီရင်ခံရသူတွေဟာလူသတ်မှုခိုးမှုမတိမ်းမှုကျူးလွန်ခဲ့သူတွေဖြစ်တယ်လို့ပါရှိပါတယ်။အမှုစီရင်ပြီးနောက်တေတံပေးခံရသူတွေကိုကွန်မြတ်မဲ့နေရာစီကားတွေနဲ့ခေါ်ဆောင်သွားပါတယ်။လူမှုကွန်ရက်ပေါ်ပြန့်နှံ့လာတဲ့ဓာတ်ပုံမှာတော့အလောင်းမြုပ်ဖို့တူးထားတဲ့မြေကျင်းတွေရှိမှာကွန်မြတ်ခံထားရတဲ့အမျိုးသား၅ဦးရဲ့ရုပ်အလောင်းတွေကိုတွေ့ရပါတယ်။ ကုမြတ်ထားတဲ့ရုပ်အလောင်းတွေပေးမှာ MNDAA ရဲတပ်ဖွဲ့ဝင်တွေကိုလည်းတွေ့ရပါတယ်။ MNDAA ဟာသူတို့ထိန်းချုပ်ရာဒေသတွေမှာယာစုဝတ်မှုကျူးလွန်တဲ့သူတွေကိုအမှုကြီးငယ်ပေါ်မူတည်ပြီးတေတံပေးကုမြတ်တာရှိပါတယ်။ပြီးခဲ့တဲ့နှစ်ဧပြီလအတွင်းကိုကန့်ဒေသလောက်ကင်မြို့မှာ ပြည်မှုကျူးလွန်သူ၁၀ဦးကိုအများပြည်သူရှိအမှုစီရင်ပြီးတေတံပေးခဲ့ပါသေးတယ်။အဲ့ဒီအချိန်ကမြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂယုံ EU က MNDAA ရဲ့တည်တံပေးမှုကိုရှုံချပြီး တေတံပေးတာကိုဆန့်ကျင်ကြောင်းကြေညာချက်ထုတ်ခဲ့တာရှိပါရဲ့ရှင်။ငလင်ဘေးတင်ပြည်သူတွေကိုကူညီပံ့ပိုးပေးရမှာပေါင်းဆက်ဆောင်ရွက်ဖို့ကုလသမဂ္ဂအထူးကိုယ်စားလှယ်နဲ့နေပြည်တော်မှာဧပြီ9ရက်မနေ့ကတွေ့ဆုံဆွေးနွေးခဲ့ကြောင်းအနာသိစကောင်စီရဲ့နိုင်ငံသားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါရယ်ငလင်တန်းကြောင့်ထိခိုက်ပျက်စီးသွားတဲ့နိုင်ငံသားရေးဝန်ကြီးဌာနအဆောက်အဦရှိမှကုလအထူးကိုယ်စားလှယ်ဂျူလီဘီရှော့နဲ့စစ်ကောင်စီနိုင်ငံသားရေးဝန်ကြီးတို့တွေ့ဆုံနေကြပုံကိုအသားပေးဖော်ပြပြီးသတင်းထုတ်ပြန်လာတာဖြစ်ပါရယ် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာတော့ငလင်ဘေးတင်ပြည်သူတွေကိုကူညီပံ့ပိုးပေးရမှာမြန်မာနိုင်ငံနဲ့ကုလသမဂ္ဂကြားပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မဲ့ကိစ္စရပ်တွေကိုဆွေးနွေးခဲ့ကြတယ်လို့ဆိုပေမဲ့အသေးစိတ်အချက်လက်တွေဖော်ပြတာမရှိပါဘူး။ကုလထွေထွေတွင်းရင်မှုချုပ်ကတော့စေလွတ်လိုက်တဲ့အထူးကိုယ်စားလှယ်ရဲ့မြန်မာနိုင်ငံခရီးစဉ်အတွင်းငြိမ်းချမ်းရေးနဲ့နိုင်ငံရေးတွေးဆောင်ဆွေးနွေးမှုတွေဖြစ်ပေါ်လာအောင်ဆွေးနွေးသွားမယ်လို့ဧပြီ3ရက်နေ့ကပြောကြားထားပါတယ်။ ဂျူလီဘီရှော့ရဲ့နေပြည်တော်တွေ့ဆုံမှုနဲ့ပတ်သက်ပြီးကုလသမဂ္ဂဘက်ကတော့သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ကုလအထူးကိုယ်စားလှယ်ကဒီတစ်ချိန်ခရီးစဉ်ကိုတော့လူသိရှင်ကြားလာရောက်ခဲ့တာဖြစ်ပါတယ်။မြန်မာငလင်ဘေးအတွက်ကုလသမဂ္ဂအနေနဲ့နိုင်ငံတကာကနေကတိပြုငွေကြေးဒေါ်လာ63တန်းနဲ့ကုလသမဂ္ဂရေးပေါ်ရန်ပုံငွေဒေါ်လာ5တန်းကိုအသုံးပြုသွားမယ်လို့သိရပါတယ်ရှင်။ချင်းကြည်နယ်မင်းတပ်နဲ့တီးတိမ်မြို့တို့ကိုစစ်ကောင်စီလက်ထက်ကဘုံကျဲတိုက်ခတ်ရာမှာကလေးငယ်တချို့အပါအဝင်12ဦးသေဆုံးပြီး 9ဦးဒဏ်ရာရခဲ့တယ်လို့သိရပါဗျ။ဧပြီ9ရက်မနေ့ည8နာရီလောက်မှာမင်းတပ်မြို့နယ်နဲ့ည17နာရီလောက်မှာတီးတိမ်မြို့ကိုပေါင်900ဘုံးတွေကျဲချခဲ့တာလို့ဒေသခံတွေပြောပါဗျ။မင်းတပ်မြို့လေကြောင်းတိုက်ခတ်ကြရမှုမှာ6ဦးသေဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရတယ်လို့ဆိုပါတယ်။ရှစ်လသားအရွယ်ကလေးငယ်နဲ့9နှစ်သားအရွယ်ကလေးငယ်တဦးသက်ကြီးရွယ်အိုး2ဦးမတန်ဆွမ်း2ဦးခရီးရန်ဘာသာရေးဆရာ2ဦးစုစုပေါင်း6ဦးတိတ်ဆုံးခဲ့တာပါ ဒဏ်ရာရသူ၉ဦးထဲမှာလဲတက်ကြီးရွယ်အိုတွေနဲ့ကလေးငယ်တွေပါဝင်တယ်လို့သိရပါဗျ။မင်းတပ်မျိုးဘုံကျဲခံရပြီးနောက်နိုင်ပိုင်းအကြမှာပဲတီးတိမ်မျိုးလဲလေးချောင်းတက်ခိုက်ခံရပြီးကလေး၂ဦးအပါအဝင်၆ဦးသေဆုံးတယ်လို့ဒေသခံသတင်းရှင်းမြစ်ကပြောပါဗျ။လေးချောင်းတက်ခိုက်ခံရမှုကြောင့်ဖျားချောင်းနဲ့နေအိမ်တွေလဲပြက်စီးခဲ့တာပါ။မင်းတပ်မျိုးဟာစစ်ကောင်စီလေးတပ်ရဲ့ပြစ်မှတ်ထားဘုံကျဲတာမကြာခဏခံရတဲ့မျိုးတစ်မျိုးလဲဖြစ်ပါတယ်။မင်းတပ်ကိုချင်းညီနောင်တော်လှန်ရေးတပ်ဖွဲ့က ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလအတွင်းသိမ်းယူထားတာ ဖြစ်ပါရဲ့ရှင်။စကိုင်းငလင်ကြီးကျောင်းမတလေးတိုင်းပျော်ပွင့်မြို့နယ်မှာသေဆုံးသူ240ကျော်ရှိတယ်လို့ပျော်ပွင့်မြို့နယ်မိသက်ဦးစီးဌာနကဒီနေ့ထုတ်ပြန်ပါရယ်။အင်အားပြင်းငလင်လှုပ်ခတ်တဲ့မတ်လ28ရက်ကစလို့ငလင်ဘေးကျောင်းပျော်ပွင့်မြို့နယ်မှာသေဆုံးသူအမျိုးသား145ဦးအမျိုးသမီး69ဦးစုစုပေါင်း242ဦးနဲ့ထိခိုက်ဒဏ်ရာရသူ169ဦးရှိတယ်လို့အသိပေးထားပါရယ်။ ရှာပွေကဲဆဲစရာမရှိတော့ပါဘူးပြီးပါပြီ။လလောဆယ်ရေလူတာနဲ့ပြန်လဲထူထောင်ရေးလုပ်နေပါပြီလို့ပျော်ပွေမြို့နယ်မိသက်ဦးစီးဌာနဝန်ထမ်းက People Spring ကိုပြောပါတယ်။ငလင်းကြောင့်ပျော်ပွေကလူစုလူဝေးများတဲ့ဗန်နဲ့ဘာသာရေးအဆောက်အဦတို့ပြိုကျတာကြောင့်လူသေးဆုံးမှုများခဲ့တာလို့ဆိုပါတယ်။စကိုင်းငလင်ကြီးကြောင့်မတလေးတိုင်းအတွင်းရမဲသိန်း၊ကျောက်ဆဲ၊စင့်ကူ၊တဒတ်ဦး၊မိထီလာ၊တာစီနဲ့ဝမ်တွင်းမြို့နယ်တို့မှာလည်းတေဆုံးသူစုစုပေါင်းထောင်နဲ့ချီရှိပါရယ် ဧပြီ9ရက်မနေ့ကအထိငလင်းကြောင့်သေဆုံးသူ3649ဦးဒဏ်ရာရသူ9038ဦးနဲ့ပျောက်ဆုံးသူ145ဦးရှိတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။အာဏာသိမ်းစစ်ကောင်စီကငလင်းကြီးနောက်ဆက်တွဲရှာဖွေကယ်ဆယ်ရေးကိုအချိန်မီမလုပ်နိုင်လို့သေဆုံးသူဦးရေများပြခဲ့တာဆိုတဲ့ဝေဖန်ထောက်ပြမှုတွေရှိနေပါတယ်။စစ်ကောင်စီအခြေစိုက်တဲ့နေပြည်တော်မှာတောင်ပြိုကျပျက်စီးနေတဲ့ဝန်တန်းအင်အားတွေအောက်ပိတ်မိသေဆုံးနေတဲ့ရုပ်အလောင်းတွေကိုမထုတ်နိုင်သေးလို့ အနက်အသက်ဆိုးရွားနေကြောင်းဝန်ထမ်းတချို့ကအသိပေးပြောဆိုထားပါတယ်ရှင်။ People's Free ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။ဧပြီ10ရက်နေ့မှာတင်ဆက်ပေးမယ့်နိုင်ငံတကာသတင်းဖြည့်ရတွေကတော့ကိုတိုင် ထုတ်ပယ်ခဲ့တဲ့အရာရှိဟောင်းကို Transformer ခေါ်တဲ့ဖြစ်စဉ် အင်အားကြီးနိုင်ငံတစ်ခုအဖြစ်ဂျာမနီပြန်လာမယ်လို့ရွေးကောက်ပွဲအနိုင်ရခေါင်းဆောင်ပြောတဲ့အကြောင်းပထမဆုံးအမျိုးသမီးကုလအကြီးအကဲတင်မြောက်နိုင်ဖို့လက်တင်နဲ့ကာရီဘီယံနိုင်ငံတွေလိုလားတဲ့တဲ့ဒါရီကိုပြောပြသွားမှာပါအမေရိကန်သမ္မတထရမ့်ကသူကိုယ်တိုင်ထုတ်ပယ်ထားခဲ့တဲ့အကြံပေးအရာရှိဟောင်းကိုဖုန်းမှားခေါ်ခဲ့မိတဲ့အပြင်ချိန်မောင်ပြောဆိုခဲ့တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့လတုန်းကထရမ့်ဟာသူ့ရဲ့ပထမအကြိမ်သမ္မတတက်တန်းတုန်းကအမျိုးသားလုံခြုံရေးအကြံပေးအရာရှိတာဝန်ယူခဲ့ဖို့သူ Harvard Raymond McMaster ကိုမှာယွင်ပြီးဖုန်းခေါ်ခဲ့မိတာဖြစ်ပါတယ်။မတ်လ3ရက်နေ့တုန်းက Trump အမှန်တကယ်ဖုန်းခေါ်ခဲ့တာက တောင်ပိုင်း Carolina ပြည်နယ်အုပ်ချုပ်ရေးမှူး Henry McMaster ဆီကိုဖြစ်တယ်လို့ CBS သတင်းဌာနကဖော်ပြပါတယ်။ဖုန်းဆက်ပြီးတဲ့နောက် Trump က Henry လို့ခေါ်ခဲ့ပေမဲ့တဖက်ပုဂ္ဂိုလ်ကသူဟာ2018တုန်းက Trump ကိုယ်တိုင်ရာထူးကထုတ်ပယ်ခဲ့တဲ့အမျိုးသားလုံခြုံရေးအကြံပေးအရာရှိဟောင်းဖြစ်တဲ့အကြောင်းပြန်ပြောခဲ့ပါတယ်။ ဒီအခြေအနေကိုထရမ့်ကဒေါသထွက်သွားဟန်ရှိပြီးရင်းရင်တည်တည်တုံ့နှောက်ခဲ့သလိုဘာလို့ဖုန်းခေါ်ဆိုမှုကအဲ့ဒီကိုရောက်သွားသလဲဆိုပြီးချိန်မောင်းသွားခဲ့တယ်လို့သိရတာပါသူ့ကိုပြောညံ့ပြီးတုံ့ဆမရတဲ့အရှုံးသမားတဦးလို့လူမှုကွန်ရက်မီဒီယာ X မှာထရမ့်ကဝေဖန်ခဲ့မှုပါတယ်မက်မာစတာကလည်းအင်ဖြူတော်မှာထရမ့်နဲ့ယူကရိန်းသမ္မတဇယ်လမ်စကီတို့စကားများခဲ့ကြတဲ့အောင်ကရုရှားသမ္မတပူတင်ပြောရွှင်အောင်ထရမ့်လောက်လုပ်ပေးနိုင်တဲ့သူမရှိလောက်ဘူးလို့လှောင်ပြောင်ခဲ့မှုပါတယ် ပြီးတော့2024ခုနှစ်တုန်းကမက်မာစတာဟာသူ့ရဲ့ကိုရီးအထုပ်ပတိစောက်ထဲမှာပူတင်ကမျောက်လုံးတွေတုံးပြီးထရမ့်ရဲ့အတ္တနဲ့စိတ်မလုံခြုံမှုတွေကိုဘလို့ပဲပုံအမျက်ထုတ်ခဲ့တယ်လဲဆိုတာတွေကိုထည့်ရေးခဲ့ပူပါတယ်။ထရမ့်ရဲ့တမရသက်တမ်းပထမအကြိမ်တုန်းကသူကိုယ်တိုင်ခန့်အပ်ပြီးသိမ့်မကြခင်မှာပဲဆက်ဆံရေးတူတူခါခါပျက်စီးခဲ့တဲ့အရာရှိကြီးတော်တော်များများရှိခဲ့တာဖြစ်ပါရဲ့ရှင်။ဂျာမနီရဲ့အင်အားကြီးမှပြီးဥရောပကိုဥဆောင်နိုင်မဲ့နေရက်တွေပြန်ရောက်လာတော့မယ်လို့ ရွေးကောက်ပွဲအနိုင်ရပါတီကောင်းဆောင်ကပြောပါတယ်။ Friedrich Merz ဟာနောက်လာကစပြီးနိုင်ငံရဲ့အဓိပတိအဖြစ်ဥဆောင်သွားမှာပါ။ဂျာမနီညွန့်ပေါင်းအစိုးရဟာနိုင်ငံကိုခန်းနာတဲ့ဥဆောင်ရည်တည်မှုမျိုးစီပြန်လည်ဆောင်ကျင်းသွားတော့မယ်လို့ April 9ရက်နေ့မှာသူကပြောကြားခဲ့ပါတယ်။ညွန့်ပေါင်းအစိုးရဖွဲ့စည်းရေးဆွေးနွေးမှုတွေမှာနိုင်ငံရဲ့စီးပွားရေးနဲ့ကာကွယ်ရေးကဏ္ဍတွေကိုမြှင့်တင်မဲ့စိတ်ကူးအစီအမံတွေကိုလည်းသူကတင်ပြခဲ့ပါတယ်။ Mars ဟာဥရောပကိုပြစ်ပယ်လာတဲ့ Trump ရဲ့မူဝါဒတွေကို ပွန့်ပွန့်လဲလဲဝေဖန်ထားသူတဦးပါထရမ့်စီသတင်းစကားတစ်ခုခုပေးကြင်သလားလို့သတင်းတောက်တွေမေးတဲ့အခါမတ်ကဂျာမနီဟာနိုင်ငံရဲ့ကာကွယ်ရေးရည်မှန်းချက်တွေကိုပြည်မီအောင်တိဆောက်ယူရင်းစီးပွားရေးအရလဲနိုင်ငံတကာမှာရှင်ပြိုင်ဝင်ဆက်နိုင်တဲ့အနေအထားအထိပြန်တက်လှမ်းသွားမယ်လို့အင်္ဂလိပ်လို ဖြေကြားခဲ့ပါတယ်ဖေဗူရီရွေးကောက်ပွဲမှာမတ်ဦးဆောင်တဲ့ခရစ်ယာန်ဒီမိုကရက်တစ်နဲ့ကွန်ဆာဗေးတစ်နိုင်ငံရေးမဟာမိတ်အင်အားစု CDU CSU ကအနိုင်ရခဲ့ပါတယ် အဲ့ဒီနောက်လက်ရှိဂျာမနီအဓိပတိ Olaf Scholz ရဲ့ SPD ပါတီနဲ့ညွန်ပေါင်းအစိုးရဖွဲ့စည်းရေးကိစ္စသဘောတူညီမှုရယူနိုင်ခဲ့ပါတယ်။ဒီတော့ CDU CSU နဲ့ SPD နိုင်ငံရေးအင်အားစုသုံးခုပူးပေါင်းပြီးညွန်ပေါင်းအစိုးရကိုမောင်းနှင်သွားမှာပါ။ညွန်ပေါင်းအစိုးရဖွဲ့ဝင်ပါတီတွေဟာရုရှား Ukraine စစ်ပွဲမှာ Ukraine ကိုဆက်လက်အားပေးကူညီနေဖို့လည်းသဘောတူထားကြပါရဲ့ရှင်။ ကုလသမဂ္ဂအကြီးအကဲရာထူးမှာပထမဆုံးအကြိမ်အမျိုးသမီးတအူးကိုတင်မြှောက်ဖို့လက်တင်အမေရိကနဲ့ကာရေဘီယံဒေသတွေနိုင်ငံအများစုကမူအားဖြင့်သဘောတူညီထားကြောင်းသိရပါတယ်။ April 9ရက်နေ့ကလက်တင်နဲ့ကာရေဘီယံဒေသတွင်33နိုင်ငံရဲ့ခေါင်းဆောင်တွေဟာ Honduras နိုင်ငံမှာထိပ်သီးအစည်းအဝေးတစ်ခုတက်ရောက်ခဲ့ပါတယ်။အဲ့ဒီနောက်နိုင်ငံ30ကလာမယ့်ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နေရာအတွက်အမျိုးသမီးတအူးကိုတညီတညွတ်တဲထောက်ခံအဆိုပြုကြဖို့ကနအူးသဘောတူခဲ့ကြပါတယ်။ လက်ရှိကုလသမဂ္ဂတွင်ရမှုချုပ်ဖြစ်တာဝန်ယူထားတဲ့ပေါ်တူဂီနိုင်ငံသားအန်တိုနီယိုဂူတာရက်စ်ရဲ့၅နှစ်သက်တမ်းနှစ်ကြိမ်ဟာ2026ခုနှစ်မှာပြီးဆုံးမှာဖြစ်ပါတယ်။တရားဝင်သတ်မှတ်ထားတာမဟုတ်ပေမဲ့ကျေကျေပြန့်ပြန့်လက်ခံထားတဲ့အစဉ်အလာတွေအရကုလအကြီးအကဲရာထူးကိုကမ္ဘာတိုက်ကြီးတွေနဲ့ဇုံဒေသအလိုက်အလှဲ့ကျတင်းမြောက်လေရှိပါတယ်။လာမယ့်တစ်ကြိမ်ကိုလက်တင်နဲ့ကာရေဘီယံဒေသတွေနိုင်ငံတွေကဆုံးဖြတ်ခွင့်ရမယ်သဘောပါ။ဂူတာရက်စ်ကလည်း ူ့ရဲ့နေရာကိုဆက်ခံမဲ့ပုံကိုဟာအမျိုးသမီးတဦးဖြစ်စေခြင်းတယ်လို့အရေးအမွေပြောဆိုထားမှုပါတယ်အဲ့ဒီကိစ္စသာအထမြောက်လာရင်သမိုင်းဝင်ရွေးချယ်မှုတစ်ခုလို့သတ်မှတ်နိုင်ပါပါဆွေးနွေးမှုတွေကအစောပိုင်းအဆင့်မှာပဲရှိသေးပေမဲ့တကယ်သာအမျိုးသမီးကုလအကြီးအကဲတဦးထွက်ပေါ်လာမယ်ဆိုရင်အ धिक ရွေးချယ်เสีย၄ဦးကိုလေလာသူတွေကမိမောင်းထုတ်ပြထားပါတယ်သူတို့ကတော့ဘာဘီဒိုးစ်နိုင်ငံဝန်ကြီးချုပ်မီယာမော်တလီချီလီသမ္မတဟောင်းမစ်ရှယ်ဘက်ချလက် ကော့စတာရီကာဒုသမ္မတဟောင်း Rebecca Grinspan နဲ့ကိုလံဘီယာသမ္မတဟောင်း Humanuel Santos တို့ဖြစ်ကြပါရရှင် People's Spring အနောက်ဆုံးရနိုင်ငံတကာသတင်းဖြစ်ရတချို့တင်ဆက်ပေးခဲ့တာဖြစ်ပါရရှင်